ကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစည်းမရဲ့ weekly spot အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်ရအောင်ပါခင်ဗျာကမ္ဘာဖလားလက်မှတ်ဝယ်ယူထားသူတွေဟာလာမယ့်နှစ်ကျင်းပမယ့်ပြိုင်ပွဲမှာကားရက်နာဖို့အတွက်ကိုပါငွေကြေးအများပြားသုံးစွဲရပွဲရှိနေပါတယ်အကြောင်းကတော့ FIFA ရဲ့တရားဝင် website မှာကားပါကင်လက်မှတ်တစ်စောင်ကို ဒေါ်လာ185အထိရောက်ရှိနေလိုပါ။နိုမာလာ17ရက်နေ့အင်္ဂါနေ့အထိဈေးနှုန်းစီးရင်အားဒါလတ်စ်မှာဇရိုင်းလ14ရက်နေ့ကျင်းပမဲ့ semi final ပွဲအတွက်ရိုးရိုးကားပါကင်လက်မှတ်ကို185ဒေါ်လာသတ်မှတ်ထားပြီးအုပ်စုပွဲစဉ်အတွက် ကားပါကင်ကြေးကတော့85ဒေါ်လာဖြစ်ပါတယ်။ကမ္ဘာဖလားလက်မှတ်ဝယ်ယူထားသူတွေဟာလာမယ့်နှစ်ကျင်းပမယ့်ပြိုင်ပွဲမှာကားရက်နာဖို့အတွက်ကိုပါငွေကြေးအများပြားသုံးဆွဲရောက်ပွဲရှိနေပါတယ်။ အကြောင်းကတော့ FIFA ရဲ့တရားဝင် website မှာကားပါကင်လက်မှတ်တစ်စောင်ကိုဒေါ်လာ195အထိရောက်ရှိနေလိုပါ Athletic သတင်းဌာနကပထမဆုံးဖော်ပြခဲ့တဲ့ဒီဈေးနှုန်းတွေဟာပြိုင်ပွဲကိုကနေဒါနဲ့မက္ဆီကိုတို့နဲ့အတူ ပူးရဲကျင်းပမဲ့သုံးနိုင်ငံတွေကတနိုင်ငံဖြစ်ပြီးကားအဓိကအားထားရတဲ့ American နိုင်ငံကအားကစားပရိသတ်တွေကိုအံ့အားသက်တင့်ဖြစ်စေခဲ့ပါတယ် November 17ရက်အင်္ဂါနေ့အထိဈေးနှုန်းစည်းရင်းအရာ ဒါလက်စ်မှာဇူလိုင်14ရက်နေ့ကျင်းပမယ့်စီမီဖိုင်နယ်အပွဲအတွက်ရိုးရိုးကားပတ်ကင်လက်မှတ်ကို185ဒေါ်လာသတ်မှတ်ထားပြီးတော့အုပ်စုပွဲစဉ်အတွက်ကားပတ်ကင်ကြေးကတော့85ဒေါ်လာဖြစ်ပါတယ်ကန်ဆပ်စီတီမှာဇူလိုင်လ17ရက်နေ့မှာကစားမဲ့ quarter final ပွဲစဉ်အတွက်ကာယနာခကပွဲလက်မှတ်ကန်ဆောင်သူတွေကို125ဒေါ်လာကျသင့်စေမှာဖြစ်ပြီးတော့အုပ်စုပွဲစဉ်တွေအတွက်ဈေးနှုန်းကတော့85ဒေါ်လာဖြစ်ပါတယ်။ တိုင်ပွဲရဲ့ပထမအထုပ်လက်မှတ်ရောင်းချမှုအတွက်လိုအပ်ချက်ပေါ်မူတည်ပြီးဈေးနှုန်းပြောင်းလဲသတ်မှတ်တာကိုအသုံးပြုခဲ့တဲ့ FIFA ဟာအုပ်စုပွဲစဉ်ထိုင်ကုန်လက်မှတ်တွေကိုဒေါ်လာ60ကနေစတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ကနေဒါ၊မက္ကဆီကိုနဲ့အမေရိကန်တို့မှရှိတဲ့ကမ္ဘာဖလားကျင်းပမဲ့ကွင်း16ကွင်းတွေကလက်တစုပ်စာမျှလောက်ပဲကားပါကင်လက်မှတ်တွေကိုအင်္ဂါနေ့အထိအွန်လိုင်းမှာရောင်းစရင်တင်ခဲ့တာပါ။ပြိုင်ပွဲရဲ့ပထမဆုံးပွဲစဉ်ကိုလက်ခံကျင်းပမဲ့မက္ကဆီကိုစီးရီးနဲ့ ဘိုလုပွဲလုံးမဲ့နယူးယောက်နယူးဂျာစီမြို့တွေဟာကားပါကင်လက်မှတ်တွေမရရှိသေးတဲ့မြို့တွေထဲမှာပါဝင်ပါတယ်။ကမ္ဘာဖလားအတွက်စက်တင်ဘာလမှာကြိုတင်လက်မှတ်ရောင်းချမှုမဲဖောက်ခြင်းစတင်ခဲ့ပြီး24နာရီအတွင်းမှာပြည်သက်တေစီကနေလက်မှတ်လျှောက်လှပောင်း1.5သန်းကျော်ကို FIFA ကလက်ခံရရှိခဲ့ပါတယ်ရှင်။ ပေါ်တူဂီစူပါစတာခရစ္စတီယာနိုရော်နယ်ဒိုဟာတမိုင်းတလျှောက်အကြီးကျယ်ဆုံးကစားသမားဘဝတွေထဲကတစ်ခုကိုဖြည်းဖြည်းချင်းအဆုံးတတ်တော်မှာဖြစ်တယ်လို့လာမယ့်နှစ်ကမ္ဘာဖလားဟာသူ့အတွက်နောက်ဆုံးဖြစ်လိမ့်မယ်လို့အင်ကာနေမှာပြောခဲ့ပါဗျ။ကလပ်နဲ့နိုင်ငံတကာတွင်းကိုပေါင်း950ကျော်တွင်းယူထားတဲ့အသက်40အရွယ်တိုက်စစ်မှုဟာတစ်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းဘောလုံးလောကကနေအနားယူမယ်လို့ပြောထားပါဗျ။ ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရိုနယ်ဒိုဟာတမိုင်းတလျှောက်အကြီးအကျယ်ဆုံးကစားသမားဘဝတွေထဲကတစ်ခုကိုဖြည်းဖြည်းချင်းအဆုံးသတ်တော်မှာဖြစ်သလိုလာမယ့်နှစ်ကမ္ဘာဖလားဟာသူ့အတွက်နောက်ဆုံးဖြစ်လိမ့်မယ်လို့အင်ကားနေမှာပြောပါတယ်။ကလပ်နဲ့နိုင်ငံတကာတွင်ကိုပေါင်း950ကျော်တွင်ယူထားတဲ့အသက်40အရွယ်တိုက်စစ်မှုဟာတစ်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းဘောလုံးလောကကနေအနားယူမယ်လို့လည်းပြောပါတယ်။2026ဟာသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်မလားလို့မေးမြန်းတဲ့အခါသူက ေချာပါဟုတ်ပါတယ်လို့ဗီဒီယိုလင့်နဲ့ချိတ်ဆက်ထားတဲ့ sorry for run တခုကိုပြန်ဖြေခဲ့ပါတယ်ကျွန်တော်အသက်42နှစ်ရှိလာပြီဆိုတော့ဒါကအခိုက်အတန့်ဖြစ်မယ်လို့ထင်ပါတယ်2023မှာ sorry arabia ရဲ့ anasa အသင်းမှာငွေကြီးအမြောက်များရတဲ့ကစားသမားဘဝကိုစတင်ခဲ့တဲ့ ronaldo ဟာမကြခင်အနားယူမယ်လို့ပြီးခဲ့တဲ့အပတ်ကပြောခဲ့တဲ့မှတ်ချက်ကိုလည်းရှင်းပြခဲ့ပါတယ် ယူသာသာပြောရရင် မကြခင်လို့ဆိုလိုတာကကျွန်တော်ဒီဂိမ်းထဲမှာတစ်နှစ်တာမှမဟုတ်နှစ်နှစ်လောက်ဆက်ရှိနေဦးမှာပါလို့သူကပြောပါတယ်။ငါးချိန်ဘလွန်ဒီယောဆူရှင်ရိုနယ်ဒိုဟာလာမယ့်နှစ်မှာကမ္ဘာဖလားကို6ချိန်မြောက်ပါဝင်ကစားဖို့မျှော်လင့်နေပါတယ်။2006မှာပေါ်တူဂီတို့ပြင်သစ်ကိုဆီမီဖိုင်နယ်မှာရှုံးနေခဲ့ချိန်ကသူဟာပထမဆုံးပွဲဦးထွက်မှာဖလားနဲ့အနီးစပ်ဆုံးဖြစ်ခဲ့ပူပါတယ်။ ေါ်တူဂီဟာအမေရိကန်ကနေဒါနဲ့မက္ကဆီကိုတို့ပူးတွဲကျင်းပမဲ့2026ပြိုင်ပွဲအတွက်ခြေစစ်ပွဲအောင်ဖို့လိုနေသေးပေမဲ့ချက်တာဘရီနေမှာအိုင်ယာလန်ကိုအနိုင်ရခဲ့ရင်တော့တနေရာရရှိမှာဖြစ်ပါတယ်။ပြီးကြတဲ့လကရော်နယ်ဒိုဟာဟန်ဂေရီနဲ့ပွဲမှာနှစ်ဂိုးသွင်းယူပြီးကမ္ဘာဖလားခြေစစ်ပွဲတမိုင်းမှာဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာသူက49ခုထိရောက်ရှိခဲ့ပြီးအနားယူသွားပြီဖြစ်တဲ့ဂွာဒီမာလာလက်ရွေးစင် ကာလိုဇူးရဲ့39ခုကိုကြောတက်နိုင်ခဲ့တာဖြစ်ပါတယ်။ Manchester United, Real Madrid နဲ့ Juventus အတင်းတို့ရဲ့တိုက်စင်မှုဟောင်းဟာ143ခုနဲ့တမိုင်းတစ်လျှောက်နိုင်ငံတကာအတွင်းကိုအများဆုံးကစားသမားဖြစ်လဲရပ်တည်နေပါတယ်။ Cristiano Ronaldo နဲ့ Lionel Messi တို့ကြားညှင်းခုံမှုဟာဘယ်တော့မှပြီးဆုံးမဲ့ပုံမပေါ်ပါဘူး။ ကစားသမား2ဦးကြားနှိုင်းရှင်မှုတွေဟာအဆက်မပြတ်ရှိနေပြီးတမိုင်းတစ်လျှောက်ဘသူကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းရဲ့အဖြေတွေကလည်းနှစ်ချမ်းကွယ်နေပါဗျ။ဒါပေမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးနိုင်မဲ့ဩဇာတိကမကြီးသူတူရှိတယ်ဆိုရင်ဒီဆွေးနွေးညှင်းခုံမှုကနေဖယ်ထားလို့မရတဲ့သူကတော့ရိုနယ်ဒိုနာဇာရီယိုပဲဖြစ်ပါတယ်။ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ကြားကငင်းခုန်မှုဟာဘယ်တော့မှပြီးဆုံးမြတ်ပုံမပေါ်ပါဘူး။ ကစားသမား၂ယောက်ကြားနှိုင်းရှင်မှုတွေဟာအဆက်မပြတ်ရှိနေပြီးတော့သမိုင်းတစ်လျှောက်ဘသူကအကောင်းဆုံးလဲဆိုတဲ့မိကွန်းတွေအဖြေကလည်းနှစ်ချမ်းကွဲနေပါတယ်။ဒီဘောလုံးသမား၂ယောက်စလုံးဘောလုံးလောကမှာသူတို့ရဲ့ခြေရာကိုခြံထားခဲ့တယ်ဆိုတာကတန်တရာဖြစ်စရာမရှိပေမဲ့ဘသူကပိုကောင်းတယ်လဲဆိုတာကသိဖို့ခက်ခဲပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးနိုင်မဲ့ဩဇာတက္ကမကျေးသူတယောက်ရှိတယ်ဆိုရင်ဒီဆွေးနွေးညှင်းခုမှုကနေဖယ်ထားလို့မရတဲ့သူကတော့ ရော်နယ်ဒိုနာဇာရီယိုပဲဖြစ်ပါတယ်။တမိုင်းတလျှောက်အကောင်းဆုံးဘောလုံးသမားတွေအကြောင်းပြောတဲ့အခါမှာခရစ်စတီယာနိုရော်နယ်ဒိုနဲ့မက်ဆီကိုအများစုက ပြောကြပေမဲ့အရင်ခေတ်ကိုလွမ်းစွတ်တန်းသားတဲ့သူတွေဒါမှမဟုတ်တက်ကြီးဝါရင်တဲ့သူတွေအတွက်ကတော့တခြားရွေးချယ်စရာတွေရှိနေပြီးအဲ့ဒီထက်ကတယောက်ကတော့ရော်နယ်ဒိုနာဇာရီယိုဖြစ်ပါတယ်။ဘရာဇီးလ်သားရော်နယ်ဒိုဟာဘရာဇီးလ်အသင်းနဲ့ကမ္ဘာဖလားနှစ်ကြိမ်ရောက်ခဲ့ပြီးတော့သူ့ခေတ်ရဲ့အကောင်းဆုံးတိုက်စစ်မှုအဖြစ်တောက်ပခဲ့ပါတယ်။ ဆိုတော့သူဟာဘောလုံးသမားရဲ့အကောင်းဆုံးဇပွဲဝိုင်းမှာထိုင်ခွင့်ရှိသူဖြစ်တယ်လို့အထူးသဖြင့်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးထင်မြင်ချက်ပေးပိုင်ခွင့်အပြစ်ရှိပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုကိုခရစ္စတီယာနိုနာဇာရီယိုသတ်မှတ်တဲ့သမိုင်းတဲကနေရမကြသေးခင်ကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးတစ်ခုဟာလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးတော့အဲ့ဒီအထဲမှာသူကလက်တွေ့ကျတဲ့အရာအလုံးနှီးပါးကိုပြောဆိုခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေထဲမှာပေါ်တူဂီသားကကမ္ဘာဖလားကိုရရှိဖို့သူ့အတွက်သိအရေးမကြီးကြောင်းမှတ်ချက်ပေးခဲ့ပြီးသူ့ကိုယ်သူတမိုင်းတလျှောက်အကောင်းဆုံးလို့လည်းသတ်မှတ်ခဲ့ကြောင်းပြောခဲ့ပါဗျ။တမိုင်းမှာအကောင်းဆုံးဘယ်သူလဲဆိုရဲမေးခွန်းကပဲအငင်းပွားမှုကိုတိတိကျကျစတင်စေခဲ့တာပါ။အခုတော့ Ronaldo Nazario ဟာ ESPN interview တစ်ခုမှာဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့ထင်မြင်ချက်ကိုပေးခဲ့ပါဗျ။ Cristiano ကနေရာပြောင်းပြီးနောက်မှတောင်ဖြစ်နိုင်သမျှနီးလန်းပေါင်းစုံနဲ့ဂိုးတွေကိုတွင်းယူခဲ့တယ် ဒါကလုံးဖို့မလွယ်ပါဘူး။သူဟာသမိုင်းတလျှောက်အကောင်းဆုံးကစားသမားတွေထဲမှာပါဝင်နေတာသိကြပါဗျ။ဒါပေမဲ့သူကအကောင်းဆုံးဆိုတာကျွန်တော်သဘောမတူပါဘူး။သူ့ရဲ့အမြင်ကိုကျွန်တော်လေးစားပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုထိတ်ဆုံးဆယ်ယောက်ထဲမှာထည့်သွင်းမှာပါလို့ရော်နယ်ဒိုနာဇာရီယိုကခရစ်စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီးပြောဆိုပါရယ်ဘရာဇီးလ်တက်စစ်မူဟောင်းရော်နယ်ဒိုဟာဘောလုံးလောကရဲ့အကောင်းဆုံးတွေထဲမှာသူ့နေရာနဲ့ပတ်သက်ပြီးတော့ရည်ညွှန်းပြောဆိုတဲ့အရာမှာကြီးမားတဲ့နှိပ်ချမှုနဲ့အတူတုံ့ပြန်ခဲ့ပါရယ် ရိုးရိုးသားသားပြောရရင်ကျွန်တော်ကဒီလိုဆွေးနွေးညှင်းခုံမှုတွေထဲမှာမပါခြင်းဘူးတချို့လူတွေကကိုယ့်ကိုယ်ကိုယုံကြည်မှုအရင်မြင်မှကြရလို့ကျွန်တော်ထင်တယ်ကျွန်တော်အကြောင်းကိုကိုယ်တိုင်ပြောဆိုနေတာထက်လူတွေကကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကျွန်တော်လုပ်ခဲ့တာတွေကျွန်တော်ဘာဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းပြောနေတာမျိုးပိုနှစ်သက်ပါတယ်လို့သူကဆိုပါတယ်ကမ္ဘာဖလားကိုခရစ္စတီယာနိုရော်နယ်ဒိုအယူမှုဆွဲလန်းနေတာမဟုတ် ခရစ္စတီယာနိုရော်နယ်ဒိုက journalist Pia Morgan နဲ့ interview မှာသူ့ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ပွန့်ပွန့်လင်းလင်းပြောဆိုခဲ့ပြီးကမ္ဘာဖလားဟာသူ့အတွက်စွဲလန်းစရာလုံးဝမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ပိုတူဂီရဲ့သမိုင်းကိုပြောင်းလဲဖို့အတွက်ခရစ္စတီယာနိုကသူ့ရဲ့ကစားသမားဘဝကိုကယ်တင်ဖို့ကမ္ဘာဖလားကိုစုခူးရမယ်ဒီလိုအတွေ့အမြင်ကျွန်တော်မှာလုံးဝမရှိဘူး။ကျွန်တော်ဟာကျွန်တော်ရဲ့နိုင်ငံအသင်းနဲ့စုဖလား၃ချိန်ရခဲ့တယ်။ အဲ့ဒီရှိမှပေါ်တူဂီကဘာမှမရောက်ခဲ့ဘူးဘူးကျွန်တော်ပြောပါရယ်အရန်ပြောပါရယ်ဒါပေမဲ့ကဘာဖလားကမင်းကိုကစားသမားတယောက်အနေနဲ့သတ်မှတ်တာမျိုးမဖြစ်သင့်ဘူးဒါကစွဲလမ်းမှုတစ်ခုမဟုတ်ဘူးလို့ရီယယ်မက်ထရစ်ကစားသမားဟောင်းကရှင်းပြခဲ့ပါရယ် တမိုင်းတလျှောက်အကောင်းဆုံးဘယ်သူလဲဆိုတဲ့ညင်းခုံမှုဟာနှစ်ပေါင်းများစွာဆက်ရှိနေအောင်မှာဖြစ်ပြီးတော့ခရစ္စတီယာနိုရိုနယ်ဒိုအတွက်ကမ္ဘာဖလားရရှိခြင်းဟာအရေးကြီးဆုံးအရာမဟုတ်ပေမဲ့2026မှာရောက်ခဲ့မယ်ဆိုရင်တော့ဘောလုံးသမားရဲ့ထိတ်ဆုံးမှာရပ်တည်နိုင်သူဖြစ်ဖို့သူ့ကိုအထောက်အကူဖြစ်စေမှာဖြစ်ပါရဲ့ရှင်။တနစ်ကျော်တာတာအသွင်းမှာတတိယမြောက်ကမ္ဘာဖလားချန်ပီယံဆုရခဲ့တဲ့နောက်လူငယ်အမျိုးသမီးဘောလုံးအသင်းရဲ့လွှမ်းမိုးအောင်မြင်မှုအပေါ်မှာစိတ်နှက်ကြက်ရောင်နဲ့ပါပြောင်ဖို့မြောက်ကိုရီးယားကလှုံ့ဆော်နေပါဗျ။ လိုအပ်တိုးတိတ်တဲ့နိုင်ငံရဲ့နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့တင့်မြတ်ကြောင်းပြဖို့အတွက်အားကစားရဲ့အောင်မြင်မှုကိုအသုံးချနေတာပါတနှစ်ကျော်တတအသွင်းမှာတတိယမြောက်ကမ္ဘာဗလာချန်ပီယံဆုရခဲ့တဲ့နောက်လူငယ်မျိုးသမီးဘောလုံးအသင်းရဲ့လွှမ်းမိုးအောင်မြင်မှုအပေါ်မှာစိတ်နှကရောင်နဲ့ပါပြောင်ဖို့မြောက်ကိုရီးယားကလှုံ့ဆော်နေပါတယ်လိုအပ်တိုးတိတ်တဲ့နိုင်ငံရဲ့နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့တင့်မြတ်ကြောင်းပြသဖို့အတွက်အားကစားရဲ့အောင်မြင်မှုကိုအသုံးချနေတာပါ နိုမာလာရှိရနေကမော်ရိုကိုနိုင်ငံမှာကျင်းပတဲ့ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲရဲ့ပိုလူပွဲမှာမြောက်ကိုရီးယားယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းဟာနယ်သာလန်ယူဆက်ခွန်အမျိုးသမီးအသင်းကို၃ဂိုးပြတ်နေနိုင်ပြီးချန်ပီယံဆုရခဲ့ပါတယ်။ ဒါဟာမြောက်ကိုရီးယားဘောလုံးအသင်းအနေနဲ့ကလွန်ခဲ့တဲ့၁၂လအကြာချန်ပီယံဖြစ်ပြီးတဲ့နောက်နှစ်ကြိမ်ဆက်အဖြစ်ယူဆက်ကွန်အမျိုးသမီးကမ္ဘာဖလားချန်ပီယံဆုကိုရခဲ့တာဖြစ်ပြီးယူဆက်ကွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲတမိုင်မှာချန်ပီယံဆု၄ကြိမ်အထိရရှိလာလည်းဖြစ်ပါတယ်။အများအပြင်ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ပိတ်ထားတဲ့မြောက်ကိုရီးယားဟာ၂၀၂၄စက်တင်ဘာလကအသက်၂၀ရောက်စင်မှာအမျိုးသမီးကမ္ဘာဖလားရပြီးတဲ့နောက်ယူဆက်ကွန်အမျိုးသမီးဘောလုံးအသင်းရဲ့နှစ်ကြိမ်ဆက်အောင်မြင်မှုတွေပေါ်ပေါက်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယား U19 အမျိုးသမီးပေါ်လုံးသင်းဟာမော်ရိုကိုမှာကျင်းပတဲ့ U19 အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲမှာလွှမ်းမိုးနိုင်ခဲ့ပြီးပွဲစဉ်9ပွဲစလုံးအနိုင်ရကစံချိန်တင်ရာဂို25ကိုရပြီးပေးကို3ကိုသာပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီအောင်မြင်မှုနဲ့အတူနိုမာလာ၁၀ရက်နေမှာမြောက်ကိုရီးယားရဲ့ဝါရဖြန့်ရန်နေရာလဲစတင်တပ်ဝင်လှုပ်ရှားခဲ့ပြီးအသင်းရဲ့ဆွမ်းဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုဟာမိမိတို့ရဲ့ချစ်မြတ်လို့ရတဲ့မိခင်နိုင်ငံအတွက်ဝမ်းမြောက်အောင်မြင်မှုဆောင်ကျင်းပေးလဲဆိုပြီးနိုင်ငံပိုင်မီဒီယာမှာအမှုန်တင်ဖော်ပြပါရတယ်။ မိမိတို့ကစားသမားတွေဟာမိမိတို့နိုင်ငံရဲ့ခံညာတိုက်ခါရှိတဲ့အလံကိုဂုံယူစွာဝေယံရင်ကွင်းထဲမှာပြေးလွှာခဲ့ကြတယ်လို့ဖော်ပြတဲ့နိုင်ငံပိုင်း KCNA သတင်းဌာနရဲ့သတင်းဖော်ပြချက်ကို Rondon Seaman သတင်းစာရှေ့မျက်နှာပုံမှာထည့်သွင်းထားပါတယ်။ နျူကလ িয়ার လက်နက်ပိုင်စင်းရဲနွမ်းပါတဲ့မြောက်ကိုရီးယားဟာပဲ့ထိန်ထုံဆန်းသက်ပြစ်လုမှုတွေအတွက်အများအပြားသတင်းတွေမှာဖော်ပြခံရပေမဲ့အာကစားရဲ့အောင်မြင်မှုမှာယင်းနှိမ့်နှံမှုကိုသူ့နိုင်ငံနိုင်ငံရေးစနစ်ကိုတင်ကားရှင်းစေဖို့နီလန့်တစ်ခုအဖြစ်လဲရှုမြင်ပါတယ်အာဂျင်တီးနားနဲ့ဘာစီလိုနာကဏ္ဍဝင်ကစားသမားလီယိုနယ်မက်ဆီဟာပြန်လည်ပြင်ဆင်ထားတဲ့နူကမ့်ကွင်းကိုတွားရောက်လဲပတ်ခဲ့ပြီးတနေ့မှနှုတ်ဆက်ဖို့ပြန်လာနိုင်မယ်လို့မျှော်လင့်ကြောင်းနိုမာလာ၁၀ရက်နေ့တင်းလာနေမှာပြောခဲ့ပါဗျာ။ အသက်38နှစ်အရွယ်မက်ဆီဟာကလပ်အသင်းရဲ့ဗန်နာရီပြဿနာတွေကြောင့်2021ခုနှစ်မှာကာတလန်ကလပ်ကိုစွန့်ခွာခဲ့ရပြီး PSG ကိုပြောင်းရွှေ့ခဲ့ပါတယ်။နှစ်နှစ်အကြာမှာတော့အင်တာမိုင်ယာမီကိုရောက်ရှိခဲ့တာပါ။အာဂျင်တီးနားနဲ့ဘာစီလိုနာကနဝင်ကစားသမားလီယိုနယ်မက်ဆီဟာပြန်လည်ပြင်ဆင်ထားတဲ့နူးကပ်ဝင်ကိုတွားရောက်လဲပတ်ခဲ့ပြီးဒီနေ့မှနှုတ်ဆက်ဖို့ပြန်လာနိုင်မယ်လို့ညွှန်လင်းကြောင်းနိုဝင်ဘာ10ရက်တနင်္လာနေ့မှာပြောပါရယ်။ အသက်38နှစ်အရွယ်မက်ဆီဟာကလပ်အသင်းရဲ့ဘန်နာရေးပြဿနာတွေကြောင့်2021မှာကာတာလန်ကလပ်ကိုစွန့်ခွာခဲ့ရပြီး Paris Germain PSG ကိုကြောင်းရွှေ့ခဲ့ပါတယ်။နှစ်နှစ်ကြာမှတော့ Inter Miami ကိုရောက်ရှိခဲ့တာပါ။နှလုံးသားနဲ့လမ်းဆွနေရတဲ့နေရာတစ်ခုကိုမနေ့ကကျွန်တော်ပြန်ရောက်ခဲ့တယ်။ကျွန်တော်အရန်ပျော်ရွှင်ခဲ့တဲ့နေရာကျွန်တော်ကိုကဘာပေါ်မှာအပျော်ရွှင်ရဆုံးလူသားတစ်ယောက်လို့အစာပေါင်းများစွာခံစားစေရအောင်ခင်ဗျားတို့ဖန်တီးပေးခဲ့တဲ့နေရာလေးပါလို့ Blondio 6ချိန်ရ Messi က Instagram မှာပြောခဲ့ပါတယ်။တနေ့နေ့တော့ကျွန်တော်ပြန်လာနိုင်မယ်လို့ညွှန်လင်းပါတယ်။ကစားသမားတယောက်အနေနဲ့နှုတ်ဆက်ရုံတသက်ပဲမဟုတ်ပေပေါ့။ဘာလို့လဲဆိုတော့ကောင်းမွန်စွာနှုတ်ဆက်ဖို့ကျွန်တော်အခွင့်အရေးမရခဲ့ဘူးလေလို့2022ကမ္ဘာဖလားချန်ပီယံကထပ်လောင်းပြောကြားခဲ့ပါတယ်။မက်ဆီဟာစနေနေ့ကအင်တာမိုင်ယာမီအတွက်နှစ်ဂိုးသွင်းယူပေးခဲ့ပြီး MLS ဖလား Playoff ရဲ့နောက်ဆုံးအဆင့်ကိုတက်ရောက်နိုင်ဖို့ကူညီပေးခဲ့ပါရှင်။ မြေကြီးမားရဲ့ weekly spot အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ thank you